တဲ့ကိုစောဦးထွန်းနဲ့ပတ်သက်တဲ့အမှုတွေကိုလည်းကိုကျော်မျိုးမင်းတင်နေတာတွေတဲ့တရင်အလွဲတွေကိုလည်းဖုံးဖုံးကိုယ်တိုင်တပြော့တို့နဲ့စီလာပြီးစစ်စစ်စီချင်ပါတယ်ဗျာတဲ့အခုလိုကျော်မျိုးမင်းရဲ့ဆွဆွရဲ့ကြီးကတပြော့တို့ခေါင်းဆောင်ခံလဲခံရတယ်ရော်လဲရော်ရတယ်ဆိုလို့ဖြစ်နေပါတယ်ဗျာတဲ့ဖုံးဖုံးရဲ့သုံးမဩဝါဒကိုခံယူတပြော့တို့မဲထီလာမြို့မှာထားနေပြည်သူစစ်မားတဲ့ပြင်ဖိတ်ပါတယ်ရှင်ဗျာတဲ့တပြော့တို့တက်မတော်မှအငိမ့်စားဒီတော့ဒီတက်မတော့အငိမ့်စားပါအဲ့ဘုံဘွားဟိုကောင်ပြောတယ်အဲ့ပြည်စုစက်ကောင်းဆောင်ပြောတာ pin flight sergeant ကနေမြင်ထွက်တယ်ကောင်ဘာညာ flight sergeant ဆိုတဲ့စကလုံးသုံးတော့ပေါ့ဗျာ so flight sergeant ကျွန်တော်စကလုံး ်ရုတ်တရက်ကြားလိုက်တာအဲ့ဒါကြားလိုက်တယ်အဲ့တော့ပြောချင်တာလေးချောင်းလေးတက်မှာတုံးတဲ့အတုံးလုံးကိုဟိုဘက်ကိုတုံးသွားတယ်ဒီပုံမှုကအဲ့တော့ဒီပုံမှုကလည်းလေးတက်ကလေးတက်ကပုံမှုတဲ့ကျွန်တော်သိရတဲ့လောက်အဲ့ဒီပြောတဲ့ပုံမှုကတက်မတော့လေးရပုံမှုလေးတက်ကပုံမှုတဲ့ကိုဘက်ကပြည်သူစစ်ကောင်းကောင်းလည်းလေးတက်ကထွက်သွားတယ်တက်ကြလာတက်ကြကြီးလည်းထွက်သွားတယ်တရားဟုတ်တယ်ပြောရင်တော့ကိုမာတော့ဆိုရင် အထက်အောက်ပဲအထက်အောက်ကိုမာတော့အထက်အောက်ပဲဒီလူတွေကသစိမ့်နေမှုမသိတဲ့လူတွေမဟုတ်ဘူးသိကြတယ်တဲ့ဒီမျက်နှာကြီးမျက်နှာတန်းပြီးသိတဲ့လူတွေတဲ့ပို့လည်းပြောရင်တကယ်ဒီ game မှာစစ်လို့ မှန်ချပါလို့ပြောရဲလဲမှန်ချပေးလိုက်တာလည်းရတယ်မှန်ချပေးလို့ဒီဂိတ်မျက်နှာပြလိုက်ရင်တော့သိတယ်ပြောရင်တော့အဲ့ဘုံမူဘာကားစီးလဲဆိုတာကဆာအဲ့ဒီတက်ချက်ကအဲ့ဒီအဲ့ဒီပြည်သူစကောင်းဆိုတာမသိရမနေသူ့ကိုသိတယ်ပြောရင်တော့တက်မတက်ကလေဓာတ်မှာရှိစဉ်ကလေးကပွင့်လို့ပြောရင်တော့ဟိုလေဓာတ်မှာရှိစဉ်ကလေးတိတ်ပြီးတော့ဟိုတိတ်ပြီးတော့ကြည်ကြတာမဟုတ်ဘူးလေဟောဟိုကတက်ချက်တက်ချက်ကနှုတ်ထွက်တော့တက်ချက်ကထွက်သွားတဲ့အချိန်မှာတက်မတော်ဘာကထွက်သွားပြီးတော့အရသာဖြစ်နေ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 မှာအခုဒီလိုနိုင်ငံရေးခင်းချင်းဖြစ်လို့ပြောကောအပြည့်သူစစ်လုံးမယ်ဆိုရင်စစ်မှုထမ်းစစ်မှုပြည်သူစစ်လုံးမယ်ဆိုသူဝင်ထမ်းတယ်ဝင်ပြည်သူစစ်ကောင်းတော့ထားလို့တယ် ်လို့တော့လို့တော့ဟုတ်ပြီလို့တော့ဟုတ်ပြီဟိုပုံမူကအဲ့ဂိတ်ကနေတိတ်ဒီနေ့မှဖြတ်တာလည်းမဟုတ်ဘူးအဲ့ဒီနေ့မှဖြတ်တာလည်းမဟုတ်ဘူးနေ့ပေါင်းများစွာဖြတ်နေတာပြောရရင်တော့အဲ့ဒီနေ့ကြမှာတမင်မဲရွေးချက်ရှိရှိလုတ်တလားဆိုတဲ့အောက်ချက်တော့စဉ်းစားကြဖြစ်သွားတယ်အဲ့ဒီနေ့ကြမှာပြီးတော့ဗီဒီယိုကိုတစ်ဖက်ကရိုက်ထားတယ်ရိုက်ပြီးတော့ကိုတမင်ကိုရွေးချက်ရှိရှိဖြန့်တယ်လို့အကောက်ချက်ချစရာဖြစ်လာတယ်။တော်တမလို့ဓာတ်တွေကိုမေးလိုက်ခင်ဗျားတို့မိသားစုနဲ့အေးစစ်စစ်မနေချင်းလားနေချင်းရတာပဲလေ။အေးစစ်စစ်နေချင်းရတာပဲ။ဘဲတမလို့ဓာတ်ကဘဲပြည်သူစင်မှာစင်မတိုက်ချင်ဘူးနော်။အဲ့တော့ဦးဇင်းတို့ဒီစီးလုံးအောင်ညင်ညွတ်အောင်လုပ်ရမယ်။ မညင်ညွတ်ထားကိုညင်ညွတ်အောင်လုပ်ရမယ်။မစည်းလုံးတာကိုစည်းလုံးအောင်လုပ်ရမယ်။နော်။အဲ့တော့ချို့တဲ့င်းနေမှာတင်နာကျိလို့စစ်ကဘာဖြစ်တယ်ညာဖြစ်တယ်စင့်ဟိုဘာကိုအနာလုပ်ပြီးပြောနေတာ။အခုပြဘာဖြစ်ချင်တာလဲလို့ခေါင်းလေးမရမယ်ကိရောက်နေ။ကိုမပြောတတ်လို့မဟုတ်ပြောတတ်တယ်။အကြောင်းအတီအကုန်တီပြောတတ်တယ်။ဒါနဲ့ဦးစင်းတော့မပြောဘူးဒီချိန်မှာ။ပြောစရာလည်းအကြောင်းမရှိဘူး။ဘာဘလို့ပြောတော့ဘာဖြစ်ဘာမှမဖြစ်ဘူးလေဒီဘာပြောတော့။တစ်ဖက်ကဝန်သားနဲ့အားရမယ်ဒါပဲ။အခုကြည့်လိုက်မလိုင်ရဘုံမှုကြီးကလည်းသူ့နေနဲ့သူလူမတီလိုမလိုင်ရဘုံမှုကြီးကလည်းတောင်းပန်လိုက်တယ်။အခုစောသူထွန်းကလည်းခဏတာစိတ်တူတာဘာမှမဖြစ်ဘူးကျင်းတတ်တယ် ။ဟောအခုနားလည်မှုလွယ်ပြီကိုစောအထွန်းဒီတိုင်းမော်တက်လိုက်တယ်။အာဟိုကစိတ်ဆိုးပြီမတတ်နေရဆွဲလိုက်တယ်။အဲမှာတရားဆက်တော့ဆွဲလိုက်တယ်။ဗီဒီယိုရထားတဲ့ဆိုကြတဲ့အစကြတဲ့တို့နှစ်ယောက်ခြေလင်းဖြစ်တဲ့အချိန်မှာဒါသူ့ဘက်ကမှန်တယ်ဒါမှမဟုတ်သူ့ဘက်ကဘာဖြစ်တယ်ဆိုတဲ့အသာကြီးယူခြင်းလို့ဗီဒီယိုရထားတဲ့သဘောလို့ကျွန်တော်ကောက်ချက်ချတယ်။ဒီဘက်ကပြည်သူစစ်ဟိုကပြည်သူစစ်ကောင်းဆောင်လဲအရသာဖြစ်ပြီးမှစစ်သားစစ်သားနဲ့အရသာအရသာပြီးမှတခါပြည်သူစစ်ပြန်လောက်တာ။အဲ့တော့တို့နှစ်ယောက်ကြားမှာအစတွေကအညီလေးတွေရှိရလို့ချားတယ်။အညီလေးတွေရှိရလို့ချားတယ်။ပြီးတော့ဒီအညီလေးအပြင်ဒီပြည်သူစစ်ကောင်းဆောင်ရဲ့ အဲလုတ်နေရလုတ်ရတချို့လုတ်ရတွေတက်မလို့ပေါ့မှာဟိုတခြား information တွေရှိနေလို့ကြားပါတယ်။ကိုယ်ကိုယ်အောင်လုတ်မယ်အချင်းချင်းကိုစီရတတင်းသမားတွေကလည်းဘာမဟုတ်တဲ့ဟိုဟာကိုအနာလုတ်ပြီးတင်လိုက်မယ်။အဲ့တော့မနေ့လေးပတာစားတွေကိုလည်းပတာတွေခေါင်းထဲမထည့်ပါနဲ့လို့ပြောချင်ပါတယ်နော်။ကိုလုတ်စရာရှိကြဘူးပဲလုတ်ကြပါ။နည်းပြီးတော့နောက်တစ်ခုကလေတက်မာတွေကလေတက်ဆိုတော့တိုင်ဝမ်ချင်းချင်းလေးပါတဲ့တယောက်တော့ဘသူဘွားဆိုတော့တန်တိတယ်တဲ့။စစ်တပ်ကကြီးတက်တာလေခင်ဗျာဘသူကဘသူမှမသိတာ။လေတက်တို့ရေတက်တို့ဆိုတာကျင်းတယ်လူကြီးလည်းနည်းတယ်နည်းတဲ့ခါကျတော့တာဝန်ထမ်းဆောင်တဲ့တက်ချင်းချင်းပါပဲသူတယောက်တော့မသိတယ်ဆိုတာမရှိဘူး။ တိကြပြီးသားတွေအတိကြပြီးသားချင်းချင်းကြားမှာညိကြတယ်ဇလန်းလို့ကျွန်တော်ပြောကြပြောလို့ရတယ်အဲ့ဒါကိုလူတွေကြားထဲကိုထွက်လာတဲ့ဗီဒီယိုဖိုင်ရတော့ဘုံဘူးအဲ့ဘုံဘူးကတော့မောက်မာနဲ့ဖြစ်သွားတော့ဗျာမောက်မာနဲ့ဂျိုင်းဆိုင်နဲ့ဖြစ်သွားတော့ဒီလိုသဘောလို့သိရတယ်ပြီးတော့အဲ့ပြည်သူစစ်ကောင်းဆောင်ကိုဟောပြတဲ့ဖမ်းတဲ့ကိစ္စလည်းဒီကိစ္စတစ်ခု အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူစစ်ကောင်းဆောင်ဖန်စီခံရခြင်းကိုကျော်နုသုံးသက်ချက်ပေါက်ကိုတော့ပဲချလိုက်တဲ့ရုပ်တံနဲ့အတူလူသူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်သည့်ပြည်သူ့ကော်မတီစုသားဖြစ်သူကိုထိန်လင်းလက်ခံလိုက်တဲ့ထူးခြားသတင်းမှာတင်ဆက်ပေးလိုက်ပါရစေ။ လူထုကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ချီးမြှင့်သည့်ပြည်သူ့ကောင်ကြီးစုကိုတားငယ်ဖြစ်သူကိုထိန်လင်းခကင်အရစ်ကလက်ခံရယူခဲ့ကြောင်းသိရပါတယ်။16ကြိမ်မြောက်ပြည်သူ့ကောင်ကြီးစုပေးအပ်ပွဲခမ်းနားကိုမေလ24ရက်နေ့တွင်အမေရိကန်ပြည်ထောင်စုတက္ကသိုလ်ပြည်နယ်ဟူစတန်မြို့မှာကျင်းပခဲ့တယ်လို့သိရပါတယ်။ မိမိကိုစား2025ခုနှစ်စက်တဆလဘမှာပြည်သူ့ကုံရေးစုကိုလက်ခံရတဲ့အတွက်အင်မတန်ဂုဏ်ယူရလို့ကိုထိန်လင်းမအတိပေးထားပါတယ်။နှစ်30ကျော်ကြာမြန်မာဒီမိုကရေစီအိမ်မက်အတွက်မိမိဟာအင်မတန်ရေးပါတဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့စစ်အုပ်စုကအကျုံချပြီးပြည်သူတွေနဲ့ခွဲပြီးသူ့အတန်ကိုတိတ်သွားစေဖို့ကြိုးစားတယ်။ ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲသူ့ရဲ့စိတ်သက်ဝိညာဉ်အားကိုတော့ချုံနောက်မထားနိုင်ပါဘူး။မေမေကတခါကပြောခဲ့တယ်လွတ်လပ်ခြင်းနဲ့ဒီမိုကရေစီဆိုတဲ့အိမ်မက်များအတွက်ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့တဲ့။ဒီစုဟာမေမေရဲ့ဆွလုံမှုများကိုတာမကလွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်စေချင်တဲ့အိမ်မက်ကိုလည်းညှိနှိုးပါတယ်ဒီအတွက်ကျွန်တော်တို့ဆက်လက်ပြောဆိုတွန်းလှန်ကြရမယ်။ မကြခင်ဒီမိုကရေစီရမယ်ဆိုတာကိုယုံကြည်ကြရမယ်လို့ကင်မဆိုထားပါတယ်။အဆိုပါစုမရရှိတဲ့စုငွေကိုမတရားဖန်ဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးကျင်းသားမိသားစုများနဲ့လူငယ်တွေရဲ့ပညာရေးအတွက်အသုံးပြုသွားမှာဖြစ်ပြီးဒါဟာဒေါအောင်ဆန်းစုကြည်ရဲ့စိတ်အဝင်စားဆုံးတွေကတစ်ခုဖြစ်တယ်လို့အတည်ပြုထားပါတယ်။မျိုးရီမင်္ဂလာပါဗျ။ဒီနေ့25ရက်မလာပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျ။ဒီနေ့ကတော့ဦးစင်းလဲနည်းလောက်ပါပေါ့နော်။ကျမကြီး ဘူနေရေးမမြပြီဖြစ်သွားတဲ့အတွက်ကြောင့်ပြည်သူမျိုးကိုလုံးလုံးပေါ်မပြရပါဘောနော်လုံးလုံးပေါ်ဖြစ်ပြနေတဲ့ဒတင်းလေးတွေလည်းအားလုံးကိုချမပြတယ်ဘောနော်ဒီနေ့တော့ဦးစင်းဒတင်းလေးကောင်းတာနဲ့ရှင်းရမ်းပါမမလူပေါ့နော်မမလူလေးလိုအပ်တာနဲ့တွားရောက်ပြီးမှဒါရှေ့ကိုတွားရောက်ပြီးမှလူစမ်းခဲ့တယ်ပေါ့နော်အစာရိုက်ခါလေးတွေရေဒီစားရလေးတွေရေပေါ့နော်ရှေ့တန်းတိုင်းပြည်ရဲ့သူရဲကောင်းတွေအတွက်ကိုတွားပြီးမှကိုယ်တိုင်ကိုကြပါပဲဒီနေ့အုံမတီအုံမ ဒီဗန်မွေးရဲ့အကျော်ပေါ့နော်ဦးဇင်းတို့နဲ့ဒီနေ့ဦးဇင်းတို့တိုင်းပြည်ရဲ့တမလော်ရာသူရဲကောင်းနေရောအကုန်လုံးပေါ့နော်စမုထန်းအတာစာတွေရောဒါ DNA PDF အကျန်းဖက်တွေရဲ့ယူထားတဲ့နေရာတွေကိုဝင်လုံးနေပေါ့နော်ဒါဦးဇင်းတို့နဲ့ဆိုရင်ဒါတမိုင်လဲမွေးပေါ့နော်ကီလိုမီတာ900လောက်တော့ရှိမှတင်နေဗျာနော်900လောက်တော့ရှိမှတင်နေအာဦးဇင်းတို့လည်းဒါအနည်းကိုက်ကြည့်ရတယ်လို့ပဲပေါ့ဗျာနော်အတန်ရောစက်တိုက်ကြားနေရတယ်ဝင်လုံးနေဒီသူတို့ရဲ့စခန်းတွေတော့ဝင်ရဘုံနဲ့ဖြစ်တယ် တို့ကတော့မလို့တွေအတဲတန်အသေးပြောက်များတယ်ပေါ့တင်းနေပလောင်နေအသေးပြောက်များတယ်ပြေးတယ်ပေါ့နော်အများကြီးပဲအများကြီးပဲပြေးကြတယ်ဘာပြောပြောတကယ်ကိုလေးစားစရာကောင်းပါတယ်တကယ်ကိုလည်းဦးစင်းတို့လည်းလေးစားစရာကောင်းတယ်ဒါတို့တွေမရှိမှခေါင်းကြီးအနေနဲ့ကတော့ဒါဦးစင်းတို့လည်းတို့တေရာတွေဝမ်းသာလို့ဦးစင်းနဲ့တော့ပြောနေရမှာပေါ့ဗျာအဲ့ဒီဘက်ဒီမှာဆိုလို့ရှိရင်ဒါရွာပြည့်ကြီးတွေဖြစ်သွားရွာပြည့်ကြီးတွေဖြစ်သွားရအကြိုက်ပဲတရှိရဲ့နေရာတိုင်းကဘယ်နေရာမှမေးချမ်းဘူးရွာပြည့်ကြီးတွေဖြစ်သွားရအကြမ်းဖက်တွေရဲ့ရွာကိုလည်းဖက်စီတယ်ပြည်သူတွေကိုလည်းဒုက္ခပေးတယ်ပြည်သူတွေကိုလည်းဆက်ကြီးကောက်တယ်ဆိုတာဒါအားလုံးလည်းဒါအစီအတိုင်းပါပဲနော် ဲ့တော့ဘာပြောပြောဒီချိန်မှာဦးဇင်းတို့အဓိကပြောချင်တာကတော့ဒီချိန်မှာပတ်တာဆောင်နဲ့တက်မလို့လားတက်မလို့လားနဲ့ပတ်တာဆောင်ပြီးတော့စစ်တီဒါတွေးခွဲအောင်လုပ်မယ်အချင်းချင်းကိုစီရတည်င်းသမားတွေကလည်းဘာမဟုတ်တဲ့ဟူဟာကိုအနာလုပ်ပြီးတင်လိုက်မယ်အဲ့တော့မနေ့လေးပတ်တာဆောင်တွေကိုလည်းကတာတွေခေါင်းနဲ့မထည့်ပါနဲ့လို့ပြောချင်ပါရနော်ကိုလုတ်ဆရာရှိကြဘူးပဲလုတ်ကြပါဒါဒီကြားထဲမှာခင်ဗျားတို့နော်မိထီလာမှာဖြစ်သွားတဲ့အရာလည်းခင်ဗျားတို့အားလုံးကြားရမှာပဲအမှန်မလိုက်ဘုံမှုနဲ့မိထီလာကဂူတော်ဦးဆင်းတို့ကအေးစစ်စစ်အစီအပြေးသွားပြီးပါဖြစ်ဘူးဒီချိန်မှာမှမလို့တဲ့တူတွေကဒါအခွင့်ကောင်းယူပြီးပေါ့နော်ဒါ မကြည့်ကြည့်အောင်ဖွားလိုက်တာပဲเนาะတကယ်တမ်းကျတော့ဒါမျိုးတွေလည်းရှိတယ်အဲ့တော့မထီလာအားကပတ္တာစာတွေကလည်းဥစဉ်ကိုဒီကြားထဲမှာပြင့်ထားတယ်ပေါ့เนาะသူတို့အိုဥစဉ်ရဲ့ဩဝါဒကိုခံယူခြင်းနဲ့ဗျာတဲ့တပည့်တို့လိုင်းပေါ်မှာတင်တဲ့ဟာတွေနဲ့လည်းတခြားစီပါဗျာတဲ့စာလေးရေးလာတယ်ဗျာเนาะဒီစာလေးကိုလည်းဥစဉ်ဖတ်ပြခြင်းနဲ့ဗျာเนาะသူတို့စာလေးထားတယ်ဖုံဖုံဗျာတဲ့တပည့်တို့ပြောတာလေးကိုတပည့်တို့ပြောတာကိုလည်းမျိုးမှနဲ့ဗျာတဲ့ကိုစုံထွင်းနဲ့ပတ်သက်တဲ့အမှုတွေကိုလည်းကိုကျော်မျိုးမင်းတင်နေတာတွေတကယ်အလွဲတွေကိုလည်းဖုံဖုံကိုယ်တိုင်တပည့်တို့နဲ့စီလာပြီး စစ်စစ်စေချင်ပါလေဗျာတဲ့အခုလူကြော်မျိုးမင်းရဲ့ဆွဆွရဲ့ကြီးကတပည့်တော်တို့ခေါင်းဆောင်ခံလဲခံရတယ်ရော်လဲရော်ရတယ်ဆိုလို့ဖြစ်နေပါလေဗျာတဲ့ဘုဘုံရဲ့သုံးမဩဝါဒကိုခံယူတပည့်တော်မေထီလာနုမထာနေပြည်သူစစ်မှာတဲ့ပြင်ဖိတ်ပါတယ်ရှင်ဗျာတဲ့တပည့်တော်တပ်မတော်မှအငိမ့်စားတပည့်တော်တွေတပ်မတော်အငိမ့်စားပါတဲ့ကိုပဲအမှတ်ပေါ့နော်အုပ်ခွဲတပ်အမှန်ရဘဒုဘဒုပေါ့ဗျာနော်မောင်နေဒါဆန်းကြအမနေရာဘောဒါလည်းအခုလိမ့်စာတိကျကြီးလို့မရဘူးနော်ဖြစ်တဲ့အမှုကလည်းတခြားဖေရတဲ့ဘယ်သူဘိုင်ကလည်းတခြားဘာမှကိုမဆိုင်တာတွေကိုတင်းနမတွေက ထင်ရည်ပြောနေလို့ပါဗျာတဲ့အမှန်တရားပဲလိုချင်ပါတယ်ဗျာတဲ့ဘုံဘုံရဲ့ဆုဒါဘုံဘုံရဲ့ဆုံးမဩဝါဒဟိုတဲ့ဌာနပြည်သူစီမှာပြင်ဖိတ်ပါတယ်ရှင်ဗျာတဲ့တပြို့တို့ကတက်မတော်မှအငိမ့်သားပုံပိုင်အမှတ်ခွဲတက်ကြီးဘဒူဘဒူလက်ရှိမောင်းမနေပါတယ်ဗျာတဲ့တပြို့တို့တရင်သမားတွေထင်ရည်ပြောနေတာအမှန်တရားပဲလိုချင်ပါတယ်ဗျာတဲ့ကိုစိုးဦးဆွေးဘက်ကအမှားတာကလည်းပြည်သူစီဌာနကိစ္စဝင်ကောက်ထားတာကလိုင်းပေါ်တင်တာတဲ့အမှားတစ်ခုပဲရှိပါတယ်ဗျာတဲ့အဲ့တော့ပြောချင်တာကတရင်နေရပါတော့ဒိန်လုံးကိုစိုးဦးထွင်းတဲ့ပတ်သက်တဲ့အရာတွေလည်းကောလာဟာလာတွေပါဗျာတဲ့တပြို့တို့ဩဝါဒခိုင်းဝင်တော့ပါတော့ အဲ့တော့ဒရင်သမားတွေကိုလည်းမေတ္တာရခံခြင်းပါလေဗျာဒီချိန်မှာပြည်သူစစ်တွေပဲဖြစ်ဖြစ်တပ်မတော်သားတွေပဲဖြစ်ဖြစ်ဒရင်နေကူဒါဒါနဲ့နေရကြဘူးကတော့ကိုဒါဥစဉ်ကမေတ္တာရခံခြင်းပါလေနော်ဒါဘာဖြစ်ဖြစ်တခါတလေကတော့ဒါလူတိုင်းကအမားနဲ့မကင်းပါဘူးအခုခင်ဗျားတို့ပြောနေတဲ့ပေါက်ကိုတော့လည်းအမားနဲ့မကင်းပါဘူးဗျာအခုနောက်ပိုင်းဆိုလို့ရှိရင်ပြောတယ်ရှင်ပေါက်ကိုတော့တပ်မတော်သားတွေနဲ့ပတ်သက်ပြီးမှညာဆိုရင်ဒါကပြောတာအဲ့ဘယ်လူကြီးကဘာလုပ်တယ်ဟူလူကြီးကဘာလုပ်တယ်ဒီလူကြီးကဟိုင်းကန်းပဲဘာညာပြောတယ်တဲ့ဥစဉ်ကအခုမပြောတော့ဘူးဗျာတောက်လို့မဟုတ်ဘူးဗျာတခါတည်းဥစဉ်ကမန္တလေးလက်ပတ်ခံမှာဆိုလို့ရှိရင်တိုင်းကုန်းကိုတိုက်ရိုက်ဆက်လိုက်တယ် ခြေတိုင်းမှာဖြစ်ပြနေတဲ့အရာဆိုလို့ရှိရင်ဘိုလ်ကျော်တိန်ခွန်းတွေကိုတိုက်ရိုက်ဆက်လိုက်တယ်ဘိုလ်ကျော်တိန်ခွန်းတွေကရေးယူမပြေဘူးဆိုတိုက်မှုကိုဆက်လိုက်တယ်တိုက်မှုကရေးယူမပြေဘူးဆိုနေပြီးတော့ဆက်လိုက်တယ်နေပြီးတော့ကရေးယူမပြေဘူးဆိုဦးစင်းကလိုင်းမအော်လိုက်တယ်ဒါပဲဦးစင်းတို့လှုပ်ဆောင်ချက်ကနော်အဲ့တော့ခုတဦးတယောက်နဲ့စိတ်ဝင်ကွဲမဲ့စကလုံးတွေဦးစင်းကမပြောချင်တော့ဘူးမပြောလဲမပြောအကြောင်းမရှိဘူးဟောဒီချိန်မှာစီလုံးရမယ်ညင်ညွတ်ရမယ်စီလုံးမှုညင်ညွတ်မှုပဲဦးစင်းတို့ကလိုလားတာတမတော်ရဲ့ပြည်သူစီရဲ့ပြည်သူတွေကိုဦးစင်းတို့ကငင်းချမ်းမှုအေးညံ့ညံ့ဖြစ်ဖို့ပါဘက်ကိုပဲဦးစင်းတို့အနေနဲ့ကပြောရမှာ လူခွဲမဲ့စကားတွေဦးသိန်းတို့အနေနဲ့ပြောစရာအကြောင်းမရှိဘူးနော်ပြည်သူစစ်ထဲမှာလည်းမကောင်းတဲ့ပြည်သူတွေရှိရလို့တမတော်ရမ်းမှာလည်းမကောင်းတဲ့သူရှိတာပဲအကုန်လုံးကခေါင်းကြီးထဲမှာလည်းထုံနီးတူသွားပဲပောက်ကူတော့လည်းချိန်တိုင်းအမြဲတမ်းတော့ကောင်းမနေဘူးပောက်ကူတော့လည်းလူတိုင်းလူတိုင်းကကို့အဖြစ်ကိုယ်ကိုတော့မမြင်ကြဘူးပဲနော်ဒါပေမဲ့ဦးသိန်းတို့ဒီရွယ်ချက်ကတော့တူတယ်တိုင်းပြည်ကိုငြိမ်းချမ်းစေချင်တယ်တိုင်းပြည်ကိုအေးချမ်းစေချင်တယ်ပြည်သူစစ်ကလည်းထုံနီးတူသွားပဲတိုင်းပြည်ငြိမ်းချမ်းအေးစေချင်လို့နော်ဒါကြောင့်တိုင်းပြည်ပြည်သူလူထုတွေက ဒီအနကိုကလည်းတွားလာနေပဲစိတ်ချမ်းသာကိုကြီးကြမှာချင်းမနဲ့အကုန်လုံးတွားရေးလာရေးအစီအပြေချောချောမူမူဘာလို့ရတာလဲတင်းညာနေဆိုင်ဆိုင်တို့နေဆိုင်အကုန်လုံးဒီပုံစံမျိုးဖြစ်စေခြင်းတဲ့အတွက်ကြောင့်မခံနိုင်လို့တနက်ထပ်ကြံပြူးစစ်တရားနော်တမတော်သားတွေကလည်းထုံနည်းစီစစ်တိုင်းနေရှင်ထဲမှာသွားနေတယ်တိုင်းပြည်ငြင်းချမ်းကျင်တဲ့အတွက်ကြောင့်အားလုံးတမတော်သားတွေကိုမေးလိုက်ခင်ဗျားတို့မိသားစုနဲ့အေးစစ်စစ်မနေချင်းလားနေချင်းရတာပဲလေအေးစစ်စစ်နေချင်းရတာပဲဘယ်တမတော်သားဘယ်ပြည်သူစင်မှာစစ်မတိုက်ချင်ဘူးနော်အဲ့တော့ဦးစင်းတို့ဒီစီးလုံးအောင်ညင်ညွတ်အောင်လုပ်ရမယ်မညင်ညွတ်အောင်ညင်ညွတ်အောင်လုပ်ရမယ်မစီးလုံးတော့စီးလုံးအောင်လုပ်ရမယ်နော် ဲ့တော့ချို့တဲ့င်းနေမှာတင်တာပြည်သူစစ်သားဘာဖြစ်တဲ့ညာဖြစ်တဲ့စင့်ဟိုဟာကိုအနာလုပ်ပြီးပြောနေတာဟာဥစ္စာဘာဖြစ်ချင်တာလဲတို့ခေါင်းလေးမရမယ်ကိရောက်နေကိုယ်မပြောတတ်လို့မဟုတ်ပြောတတ်တယ်အကြောင်းအတိအကုန်တိပြောတတ်တယ်ဒါကြောင့်ဥစ္စာတော့မပြောဘူးဒီချိန်မှာပြောစရာလည်းအကြောင်းမရှိဘူးဘာဖြစ်လို့ပြောတော့ဘာဖြစ်ဘာမှမဖြစ်ဘူးလေဒီဘာပြောတော့တစ်ဖက်အသာဝင်းသားမယ်အားရမယ်ဒါပဲအခုကြည့်လိုက်မလိုင်ရဘုံဘူးကြီးကလည်းသူ့နယ်နဲ့သူလူမတီတို့မလိုင်ရဘုံဘူးကြီးကလည်းတောင်းပန်လိုက်တယ်အခုသောသူထွန်းကလည်းခဏတာစိတ်တူတာဘာမှမဖြစ်ဘူးကျင်းတတ်တယ်။အော်အခုနားလည်မှုလွဲပြီးကိုသောသူထွန်းဒီတိုင်းမောင်းတင်လိုက်တယ်။ အာဟိုကစိတ်ဆိုးပြီးမတက်နေရဆွဲလိုက်တယ်တမတရားဆက်တုံးကဆွဲလိုက်တယ်နော်တရားဆက်တုံးကဆွဲလိုက်တယ်ဟောတရားဆက်တုံးကဆွဲတော့အခုဟုတ်လားအင်းစင်းဖြစ်တယ်မယ်ယားဟောဖွားလိုက်တော့ဟောပြေလို့ဆက်ဖြစ်တော့မင်းကြီးလာတင်းစင်းကြထွက်ပြီးဟိုကထွက်ပြီးဆိုရင်မဟုတ်လားဂါဝါရဖြစ်တွေးကြွအောင်လုပ်တဲ့ဟာတွေနော် အဲ့တော့စီးလုံးမှာရည်ရွယ်ပါလို့ဦးစင်ကတော့ပြောချင်ပါလေပဲเนาะအတေးဖွားတွေကိုလည်းကောင်းတဲ့မထက်ကြပါနဲ့เนาะအဲ့တော့မိထီလာပြည်သူစစ်တေတနိုင်ငံလုံးမှာရှိတဲ့ပြည်သူစစ်တေရောကိုလုံးဆရာရှိတာကိုလုတ်ကြပါဆင့်ဟိုဟာကိုအနာလုတ်ပြီးကောင်းတဲ့ကိုမထက်ကြပါနဲ့လို့ပြောချင်ပါလေဒီချိန်မှာတို့တို့အချင်းချင်းတွေဘာတွေတွဲကွဲအောင်စိတ်ဝင်ကွဲအောင်အားလုံးကနေမှတိုက်ခိုက်ပါလိုက်မယ်เนาะဒီချက်ဆိုးတာကြီးလာအောင်မယ်เนาะအဲ့တော့ကောင်းတဲ့ကိုမထက်ကြပါနဲ့ကိုလုံးဆရာရှိတာကိုဒါတိုင်းပြည်အတွက်တိုင်းပြည်နဲ့လူမျိုးဘာသာတရားအတွက်လုတ်ကြပါလို့ပြောချင်ပါလေဗျအားလုံးဒါပါပဲဗျ